မဲမင်္ဂလာပါတီချဲစင်လေးဖြစ်ပါရဲ့တီချဲ grade 7တင်ချာနဲ့အခန်းတလေးကျင်ကန်1.3နံပါတ်1ကစတူရန်ဆောက်လုပ်ဆွဲသွားပုံလေးကိုတီချဲရှင်းပြပေးမယ်ကလေးတယောက်တောင်းလာလို့တီချဲရှင်းပြပေးတာပေါ့နော်အဲ့တော့ကြည့်အောင်အဲ့တော့ကာတိခဝေးခန်းငယ်၃ခုရှိရဲ့အဲ့တော့တီချဲကနံပါတ်ခန်းငယ်ပုဂ္ဂိုလ်ပဲရှင်းပြလိုက်တယ်အဲ့တော့နံပါတ်ခန်းငယ်ပုဂ္ဂိုလ်နားလဲတယ်ဆိုရင်နံပါတ်ကာတိနဲ့ခဝေးကိုလည်းနားလိုက်မယ်လို့တီချဲ မျော်လင့်နေအဲ့တော့နမကငယ်ပု္ပ္ပစာကိုကြည့်အောင်ပတ်လည်အနားနဲ့16စင်တီမီတာရှိတဲ့စတူယန်ကိုဆွဲခိုင်းနေအဲ့တော့ပတ်လည်အနားဆိုတာကလေးကိုလည်းသိရဲ့အနားလေးနားရှိတဲ့စတူယန်ရဲ့အနားတစ်ဖက်ကဘလောက်လဲဆိုတာတို့တွေအရင်ဆုံးရှာမှရမယ်အဲ့တော့စတူယန်ရဲ့အနားတစ်ဖက်ကိုလိုချင်တာဖြစ်တဲ့အတွက် စတူယန်မှာအနားလေးနားရှိတယ်ဟုတ်လားစတူယန်အနားလေးနားကိုအလဲတွက်ချင်း16ကို ဒေးနာရှိတာဖြစ်တဲ့အတွက်16ကို၄နဲ့စားလိုက်ရင်4စင်တီမီတာရတယ်။အဲ့လိုတွက်မယ်ဆိုရင်လည်းအဖြေကရတယ်4စင်တီမီတာ။မိသားဆိုတော့လေဒီရှင်ကဒီမှာနှစ်ထပ်ကရင်ရှာပြလိုက်တယ်။နှစ်ထပ်ကရင်ရှာလိုက်တော့16ရဲ့နှစ်ထပ်ကရင်နှစ်ထပ်ကရင်ရအဖြေ၄ရတယ်ဒီရှင်ရှာထားတာ။အဲ့တော့4စင်တီမီတာရှိတဲ့စတူရန်ပုံကိုဒီထဲလို့ဆဆွဲတော့မှာပေါ့အဲ့တော့ကြည့်ရအောင်အနားဘက်ကို4စင်တီမီတာရှိတဲ့စတူရန်ကိုဆွဲဖို့အတွက်စတူရန်မှာအနားလေးနားပါတယ်အဲ့တော့ ဒီပု္ပ္ပစာလေးကိုဇွဲဖို့ဆိုရင်ကလေးတို့ဟာခဲတန်ထောက်ချွန်ပေတန်ဆက်ဝိုင်းတန်ပစ္စည်းလေးလေးခုလိုမယ်နော်အရင်ဆုံးဒီထက်ကအချီအန်နာစတူရန်ရဲ့အောက်ချီအန်နာ AB လေးကိုစဆွဲတယ်အဲ့တော့ဆွဲလိုက်တဲ့အခါမှာကြည့်အောင်ဒီချင်းကတော့မှဆွဲထားပြီးသားပေါ့တင်းင်းထဲမှာဆွဲရင်အဆင်မပြေပါဆိုလို့ AB equal to 4 cm ကိုဒီချဲကိုစဆွဲတယ်အဲ့တော့ဒီချဲရေးလိုက်တယ် ဆဲဆဲသားချက်မှာအဆင့်1မြင်းမိုင်း AB နည်းများဖြင့်4စင်တီမီတာကိုဆွဲတယ်ဟုတ်ပြီအဲ့တော့ဆွဲပြီးသွားတဲ့အချိန်မှာဒီချက်က AB ရယ်ဆိုပြီးတော့ဒီချက်အမှတ်ကလေးနှစ်ခုရေးလိုက်တယ်ရေးပြီးသွားတဲ့အချိန်မှာအဆင့်1ဒီချက်ကအမှတ် A ရယ်အမှတ် B ရယ်နှစ်ခုလုံးပေါ်မှာ A ရဲ့ပေါ်မှာရော B ရဲ့အပေါ်မှာရောတောင်းမှန်60ဒီဂရီကိုဒီချက်တိုင်းပြီးတော့မှအဆက်ကလေးချတယ်အဲ့တော့ကြည့်ရအောင်အဲ့တော့အမှတ် A မှာ ဒီချက်60ဒီဂရီတိုင်းပြီးတော့မှအဆက်ကလေးချတယ်အမှတ် B ပေါ်မှာလည်းဒီချက်60ဒီဂရီတိုင်းပြီးတော့မှအဆက်ကလေးချတယ်ပြီးတော့အဲ့ဒီအဆက်ကလေးကိုဆက်လိုက်တယ် AH လို့ပေးတယ်အဆက်ကလေးကိုဆက်လိုက်တယ် BY လို့ပေးတယ် H နဲ့ Y ပေါ့အဲ့တော့အမှတ် A တွင်ဆွဲပြီးဝင်လာတယ်နော်အမှတ် A မှာ AB ဒေါက်မန်ဘာလေးဆွဲလိုက်လဲ AH အမှတ် B မှာဆိုရင် AB ဒေါက်မန် BY ဒီချက်60ဒီဂရီဟုတ်လား 60ဒီဂရီဆက်ဝိုင်းရက်နဲ့60ဒီဂရီတိုင်းပြီးတော့မှ30ပါလောက်လိုက်လေထောက်မှန်လေးတွေဆွဲလိုက်တယ်အဲ့တော့တိချက်ဘလို့ရေးလိုက်လေအမှတ် A တွင် AB ထောက်မှန် AX နှစ်အမှတ် B တွင် AB ထောက်မှန် BY တို့ကိုဘာဖြစ်လဲဆွဲပါသည်ပေါ့ဟုတ်ပြီအဲ့တော့ B1 ကနေဒီ AX မြင်းပေါ်မှာတိချက်တို့ဟာ 84 cm ကိုပိုင်းဖြတ်တယ်အဲ့တော့တီချက်မှာတီချက်မှာပေရန်လေးရှိတယ်အဲ့ပေရန်လေးမှာတီချက်ဘယ်လောက်တိုင်းလဲလဲဆိုရင်ထောက်ချုံလေးနဲ့4 cm ကိုတီချက်တိုင်းလိုက်တယ်ဟာပြီနော်အဲ့တိုင်းပြီးွားပြီတိုင်းလို့ရလာတဲ့အကွာအဝေးလေးကိုတီချက်အမှတ် A ပုံမှာထောက်ပြီးတော့မှဒီမှာတီချက်ပိုင်းဖြတ်လိုက်တယ်တွေ့လားတခါအမှတ် B ပုံမှာထောက်ပြီးတော့တီချက်ဘာလုပ်လိုက်လဲပိုင်းဖြတ်လိုက်တယ်အဲ့တော့ဒီစာလေးကိုဘယ်လိုရေးမလဲဆိုရင် AX ငင်းပုံမှာ AD equal to 4 cm ပိုင်းဖြတ်ပါသည်ဗောအဲ့တော့ BY မြင်းပေါ်မှာလည်း BC equal to 4 cm ပိုင်းဖြတ်ပါသည်ဒီချက်အဲ့လိုလေးရေးလိုက်တယ် AH boring AD equal to 4 cm ကိုပိုင်းဖြတ်ပါသည်အဆင့်3အဆင့်4 BY boring BC equal to 4 cm ကိုပိုင်းဖြတ်ပါသည်ဆွဲလဲဆွဲတယ်ရေးလဲရေးတယ်ဆွဲပြီးမှရေးလဲရတယ်ဒီချက်ကတော့ဆွဲရင်းနဲ့တခါတည်းရှင်းပြသွားတာ ဟုတ်ပြီအဲ့တော့ဒီချက်တော့ပိုင်းပြီးွားပြီဒီချက်မှာ4 cm တွေပိုင်းပြီးွားတဲ့အချိန်မှာဒီချက်စာလေးရေးပြီးွားပြီပြီးလဲအချိန်မှာဒီချက် D နဲ့ C နဲ့ကိုမလုပ်လိုက်လဲဆက်လိုက်တယ်ဟုတ်ကဲ့နော်အဲ့တော့ဆက်လိုက်တယ် D နဲ့ C ကိုဘာဖြစ်လဲဆက်သွဲပါသည်ဗော C နဲ့ D ကိုဆက်သွဲပါသည်အထိုအခါလိုအပ်သော ABCD စတူရန်ကိုဘာဖြစ်လဲရရှိပါသည်ဗောဒါမှမဟုတ် ABCD ဒီလိုအပ်သောစတူရန်တစ်ခုဖြစ်ပါသည် မရဘူးလားရတယ်အရန်လွယ်တယ်နော်ကလေးတို့ဒီချက်ပြောတဲ့အဆင့်လေးတွေကိုတေချာနောက်နောက်ပြီးတော့မှလုပ်မယ်ဆိုရင်ဒီပု္ပ္ပာလေးကဘာမှမခတ်ပါဘူးနမကကြည်လက်ခဝေးကွက်ကိုတွက်ကြည်လက်အဲလုံးကြည်လိုက်ပေါ့နော်